ထိုင်းမြန်မာနယ်စပ်ဖျားသုံးစုဒေသနယ်စပ်မြင်းပေါ်တည်ဆောက်ထားသောနေအများကြားရှိမလေပေါက်လမ်းကြောင်းများအားထိုင်းရနာပိုင်များကပိတ်ဆို့မှုများလုဆောင်လိုက်ကြောင်းဒေသခံများနှင့်ထိုင်းနိုင်ငံဘက်မှလာတဲ့သတင်းများအရသိရပါသည်မေလ29ရက်နေ့နနက်9:00အချိန်ကနန်းပကိတ်အဖွဲ့စုံစမ်းရေးဂိတ်တွင်ထိုင်းမြန်မာဖျားသုံးစုနေဆက်မှစံကလဘူရီမျိုးဘတ်သို့ထိုင်းလူမျိုးမျိုးသားတဦးမောင်းနေလာတဲ့ Toyota Fortuner မျိုးစားယာဉ်အားထိုင်းအနာပိုင်များမှစစ်ဆေးစဉ်ရင်ပေါ်ရှိ Chain Logo ပါအိမ်နှလုံးအတွင်းမှာ ထိုင်းဘတ်900တန်ငွေစက်ကူများနဲ့ထိုင်းဘတ်1000တန်ငွေစက်ကူစုစုပေါင်းထိုင်းဘတ်ငွေ18သိန်း9သိန်း9000 4000ဟာထိုင်းအာဏာပိုင်များကသိမ်းဆည်းရမိခဲ့ပါတယ်။ထိုင်းအာဏာပိုင်များကရင်းထိုင်းနိုင်ငံသားမှထိုင်းဘတ်ငွေများကိုတည်ဆောင်ရလမ်းကြောင်းအားလိုက်လံပြသခိုင်းရာထိုထိုင်းမြန်မာနယ်စပ်ဖျားသုံးစုဒေသနယ်စပ်မြင်းပေါ်တိစောက်ထားသောမြန်မာနိုင်ငံဘက်ချမ်းမာနေများကြားရှိမလဲပေါက်လမ်းကြောင်းများမှတဆင်အစစ်ဆေးမရှိဘဲထိုင်းနိုင်ငံဘက်သို့ဝင်ရောက်လာကထိုင်းဘတ်ငွေများတည်ဆောင်လာကြောင်းကိုစစ်ဆေးတွေ့ရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများကဆိုထားပါတယ်ထို့ကြောင့်ထိုင်းမြန်မာနယ်စပ်ဖျားသုံးစုဒေသနယ်စပ်မြင်းပေါ်တိစောက်ထားသောနေများကြားရှိမလယ်ပေါက်လမ်းကြောင်း52ခုအားမေလ26ရက်နေ့တွင်ထိုင်းအာဏာပိုင်များကပိတ်ဆို့မှုများလုပ်ဆောင်လိုက်ခြင်းဖြစ်ကြောင်းသိရပါတယ်ထိုင်းမြန်မာနယ်စပ်ဖျားသုံးစုဒေသနယ်စပ်မြင်းပေါ်တိစောက်ထားသောနေများကြားရှိမလယ်ပေါက်လမ်းကြောင်းများအားငွေသားနှင့်တရားမဝင်ပစ္စည်းများတည်ဆောင်ရန်အသုံးပြုနေကြကြောင်းလည်းထိုင်းသတင်းများ၏ဖော်ပြချက်များအရသိရပါတယ် ထို့ပြင်ထိုင်းအာဏာပိုင်များမှတိုင်းမြန်မာနယ်စပ်ရှိယာယီတကားများအားပိတ်ဆို့ခြင်းလူဝင်ထွက်မှုများကြီးကြပ်လိုက်ခြင်းနှင့်ကုန်ပစ္စည်းများတင်ဆောင်ရာတွင်စစ်ဆေးမှုများတင်းကြပ်မှုများလုံဆောင်ထားကြောင်းမြန်မာနိုင်ငံဘက်ချမ်းရှိဖျားသုံးစုဒေသများ၏ပြောကြားချက်များအရသိရပါသည်